စပိန်မြေမှာတည်ယူပြီးအင်ဂွင်းချမှအပိုင်ကိုင်မဲ့ United United တို့ကတော့စပိန်မြေမှာလိုအပ်နေတဲ့ရလဒ်ကိုပုံပေါ်နိုင်ခဲ့တယ်ပဲပြောရမှာဖြစ်ပါတယ်။လက်ရှိလူစင်လက်ရှိကစားပုံနဲ့ United တို့စပိန်မြေမှာရုန်းခန့်ရနိုင်တယ်လို့အားလုံးကတွေးထင်ထားခဲ့ကြတာပါ။ဒါပေမဲ့လည်း United ကတော့ဥဆောင်ကိုအရင်ဆုံးသွင်းနိုင်ခဲ့တဲ့အပြင်ပရာဂိုင်းတစ်ပိုင်းလုံးမှာလည်းအင်ရှင်အသင်းထက်တော်မှာပိုကောင်းတဲ့ကစားဟန်ကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။ဖရန်နီကတော့50 50လို့ပြောမှာဖြစ်ပြီးမပေးလဲရတဲ့အနေအထားမျိုးမှာခွင်းတဲ့တိုင်ရဲ့နယ်လီလူကြောင့်တဲ့အကွက်တီက United ကိုညံ့တာသွားစီခဲ့ပါတယ်။ကာနာချိုကတော့ရောင်းထုတ်တဲ့နယ်ကစားသမားမျိုးဖြစ်ပြီးအပိုင်ခွင်းချုပ်ကိုလည်းသုံးမချနိုင်ခဲ့သလိုလူစားလဲခံရခြင်းပါလဲစိတ်သက်ကောက်သွားခဲ့ပါတယ်။ ။အိုရနာကဲတင်ခဲ့တဲ့ပွဲလိုလည်းနာမည်တက်လို့ရပြီးတော့ကင်မရွန်ကိုလမဟာဆိုစီရက်ဘက်ကခိုးရနိုင်တဲ့အပိုင်ကန်သွင်းချက်နှစ်ကြိမ်လောက်ကိုကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါရင်။ဘာဖြစ်ဖြစ်ပါပရီမာကျော့စပိန်မြန်မာတေချားခဲ့တာကြောင့်ဒုတိယကျော့အင်္ဂလန်မြန်မာတော့ United တို့အသာစီးကနေကစားနိုင်တော့မှာဖြစ်ပြီးနောက်တစ်ဆင့်ကိုတက်ဖို့အတွက်အားသာချက်တွေရှိသွားခဲ့ပြီလို့ပြောရမှာဖြစ်ပါရင်။ United အားဖြင့်ဒီပွဲမှာသုံးလုံးကစားခွင့်နဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာ Huaylan, Garnacho, Sensi, Quinn လဲမှာ Fernandez နဲ့ Casemiro တို့ကိုပွဲထွက်လာခဲ့ပါတယ်။ဝေမတ်တွေအပြင် Dallo နဲ့ Dogo ကိုခင်းချင်းခဲ့ပြီးနောက်တန်းတော့ရမှာတော့ Dele, Rodrigo, Masari ကိုခင်းချင်းခဲ့ပါတယ်။ ဆိုစီရဘက်ကတော့လင်းသုံးသုံးကစားကောပေါ်မှာ Ora Sa ပဲကိုဘဆူစစ်မန်ဒတ်တို့အစုဖွဲ့နေပဲ United တို့ရင်ဆိုင်လာခဲ့တာဖြစ်ပါရင်ပွဲဆိုင်ဆိုရင် United ကပွဲကိုဥဆောင်ကစားထားနိုင်ခဲ့ပြီးပွဲချိန်7မိနစ်မှာရင်ဂါနာချိုရဲ့ဂိုးသွင်းခွင့်ရခဲ့ပေမဲ့ဆိုစီတဲ့အကူသမားကာကွယ်သွားနိုင်ခဲ့ပါရင်အဲနောက် United ဘက်ကပဲလွှမ်းမိုးကစားထားနိုင်ခဲ့ပြီးပွဲချိန်19မိနစ်မှာဂါနာချိုရဲ့ဖျက်ချိုးပေးမှုကနေဒေါ်ဂူကကန်သွင်းခဲ့ပေမဲ့မိုးဘော်ကိုထောင်သွားခဲ့ပါရင် Prime မှာတော့ United ဘက်ကခွင့်ပုံမရရှိခဲ့ပြီးဆိုစီတဲ့ဘက်ကတော့ဘောလုံးတော်ကောင်းကောင်းတင်ပြဖြစ်နေခဲ့ပါရင် ဝိုင်းရမင်းစံနောက်ပိုင်းမှာတော့ဆိုစီတက်တို့အခွင့်အရေးတချို့ပြန်လည်ရရှိခဲ့ပြီးပွဲကိုလွှမ်းမိုးကစားဖို့ကြိုးစားလာခဲ့ပါတယ်။ဒါပေမဲ့လည်းဆိုစီတက်ရဲ့တိုက်စစ်ဆင်မှုတွေဟာထိရောက်မှုမရှိသလို United ခံစေကြောက်ခါလည်းအကောင်းဆုံးပုံစံမှာရှိနေခဲ့ပါတယ်။ပွဲကအနေနဲ့အေးဆက်ဆက်နိုင်နေခဲ့ပြီး United ဘက်ကအခွင့်အရေးဖန်နေနိုင်မှုအားနည်းသလိုဆိုစီတက်ဘက်ကလည်းဘောလုံးခိုင်ထားတာကလွှဲရင်ဘာမှဆက်ဖြစ်လာတာမရှိခဲ့ပါဘူး။ပွဲရုံ38မိနစ်မှာတော့ဒါလော့ရဲ့ဖျက်ချောပေးမှုကိုဖာနန်ဒက်ကအပိုင်အဆုံးတတ်ခဲ့ပေမဲ့ဆိုစီတက်ကဂိုးသမားကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဇာစီရဲ့ထက်ဆင့်ပိတ်သွင်းချက်ကိုလည်းဆိုစီယယ်နောက်တန်းကရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။၅မိနစ်ကြာမှလည်းဓာတ်လော့ခေါင်းတိုက်ခွင့်ရခဲ့ပေမဲ့ထိချက်ကပြော့နေခဲ့တာကြောင့်ဆိုစီတက်ကိုယ်တော်မှာပဲတတရာဖမ်းမိခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ United တို့ဌာနေတော်ခွင့်ကောင်းယူပြီးတော့ဆိုစီဒက်ကပြန်လည်ဖိအားပေးထားနိုင်ခဲ့ပါတယ်။အဲဒါ United ဘက်ကပဲပြန်လည်လွှမ်းမိုးဖို့ကြိုးစားလာခဲ့ပြီးပွဲချိန်57မိနစ်မှာဂါလာချိုအပိုင်အဆုံးတက်ခွင့်ရခဲ့ပေမဲ့လည်းလွဲချော်သွားခဲ့ပြန်ပါတယ်။ကာလာချိုအရီနေပွဲမှာခြေစွမ်းပိုင်းကမစိုးလာဘူးဆိုပေမဲ့ထုံးစံတိုင်းအဆုံးသက်ပိုင်းကတော့အားနည်းချက်တွေရှိနေစေဖြစ်ပါတယ် ပွဲတင်56မိနစ်မှာတော့ United တို့ဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီးဂါနာချိုရဲ့ပြန်ချိုးပေးမှုကနေ area ထိပ်ကနေဇက်စီကတွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဥဆောင်ကိုရရှိခဲ့ပြီးတဲ့နောက် United ဘက်ကပဲထောက်လျှောက်ဖိအားပေးထားခဲ့သလိုခွေးတွေလည်းထိုက်ရခဲ့ပေမဲ့အသုံးချနိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲတင်68မိနစ်မှာတော့ Sociedad ရဲ့တောက်ကံပေါ်တားဆီးရာကနေ Bruno လက်နဲ့မတော်တဆထိမှန်ခဲ့တာကြောင့်ကွင်းတိုင်က VAR ပြန်လည်ဆစ်ဆေးပြီး Sociedad ဘက်ကို penalty ပေးလိုက်ပါတယ်။ရရှိလာတဲ့ penalty ခွင့်ရိုးကိုလည်း Ora Sabe ကအမှားရမရှိအဆုံးသတ်နိုင်ခဲ့တာကြောင့်1-1နဲ့ plan plan ဖြစ်ခေါ်ပါတယ်။ တင်ရတဲ့ထွက်ပေါ်ချိန်မှာတော့အပြန်အလှန်တိုက်စစ်ဆင်မှုတွေမြင်တွေ့ခဲ့ရပေမဲ့တွင်းကိုတွေတော့ထပ်မံမြင်တွေ့ရခြင်းမရှိခဲ့ပါဘူး။ပွဲချိန်85မိနစ်မှာဆော်စီတွေကကန်ချက်ကိုအိုရနာရှင်းထုတ်နိုင်ခဲ့တယ်လို့ပွဲချိန်84မိနစ်မှာလည်းအော်စကာဆန်ရဲ့အနီးကပိတ်သွင်းချက်ကဘေးချော်ထွက်သွားခဲ့ပါတယ်။ယူနိုက်တက်ဘက်ကတော့အခွင့်အရေးရရတယ်လို့ပြန်လည်ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမဲ့လည်းဆော်စီတဲ့နောက်တန်းကိုတော့ကြော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။တမန်ပွဲစားခြင်းပြီးဆုံးလို့နောက်ကျင်းအချိန်ပိုး၄မိနစ်မှာလည်းအော်စကာဆန်အပိုင်ကန်ကွင်းထက်ရခဲ့ပေမဲ့အိုရနာပဲအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့တာကြောင့်တေးရရတဲ့နဲ့ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။